ဒီမော့ဆုံမြွနဲ့မြို့ပေါ်ရက်ွက်တွေနဲ့ကျေးရွာတွေမှာရှိတဲ့စစ်ရေးအရာရေးပါတဲ့မြေတွေကိုအကွက်ရိုက်ရောင်းချမှုတွေမျိုးပြုလုပ်ဖို့စီကံချက်တွေပါဝင်တခြားသောစီကားချက်တွေကိုမြို့ပေါ်ရက်ွက်ကြကာလအုပ်ချုပ်ရေးကောင်စီကအများပြည်သူတွေလိုက်လာဖို့ထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့မှာအဲ့ဒီစီကံချက်တွေကိုအသိပေးတဲ့အနေနဲ့မြို့ရဲ့လမ်းဆောင်လာခွနေရာတွေမှာအသိပေးစာတွေကိုတွားရောက်ကတ်ခဲ့ကြပါတယ်။စီကံချက်တွေမှာတော့မူရင်းဈေးဝါးတွေသုံးစွဲတာ ရောင်းဝယ်ဖောက်ကားတာတွေလောင်ကစားပြုလုပ်တာတွေကိုတားမြစ်ထားတဲ့ပြင်ပြည်သူအိုးအိမ်ပျက်စီးတွေဈေးဆိုင်တွေပုဂ္ဂလိကပိုင်ပျက်စီးတွေဘာသာရေးဆောက်ဦးစာတင်ကြောင်းနဲ့ဌာနဆိုင်ရာဆောက်ဦးတွေမြို့မဈေးအဆောက်ဦးရဲ့ပျက်စီးတွေကိုခိုးယူရောင်းချတာတွေလည်းတားမြစ်ထားပါတယ်။ဒါရီချင်းစစ်ရေးအရာအရေးပါတဲ့နေရာတွေမှာမြေကွက်ဖို့အကွက်ရိုက်ရောင်းချတာတွေမပြုလုပ်ကြဖို့ဆိုတော့အချက်လက်လက်ပါဝင်နေပါတယ်။ ဒီမော့ဆိုမြို့ပေါ်ရက်ွက်ဟာစစ်ကောင်စီအာဏာသိမ်းပြီး2021ခုနှစ်မေလကရဲကစတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့်ပြည်သူအိုးအိမ်ထိခိုက်ပျက်စီးတာပျောက်ရှတာတွေရှိခဲ့ပေမဲ့လည်းကျန်ရှိနေတဲ့အဆောက်အဦတွေဌာနဆိုင်ရာအဆောက်အဦတွေနဲ့ပျက်စီးတွေပြည်သူပိုင်ပျက်စီးတွေကိုပြန်လည်ထိန်းသိမ်းဆောက်ရှောက်လိုတဲ့အတွက်အခုလိုဖွဲ့စည်းရတာဖြစ်တယ်လို့သိရပါရရှင်။